ငြိမ်းချမ်းရေးဆောင်ရွက်ရမှာ အားလုံးပါဝင်မှု all inclusive ဆိုတာကနားထောင်လို့ကောင်းပေမဲ့လူမျိုးကြီးဝါဒဆန်သွားရင်တိတ်အဆင်မပြေနိုင်ဘူးလို့နိုင်ငံရေးလေလာတုံ့တက်သူတွေကထောက်ပြကြပါတယ်။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလှုံ့ဆော်ကြတဲ့နေရာမှာအယူဆအမျိုးမျိုးအသွေးခေါ်အမျိုးမျိုးကျိုးပန်းဆောင်ရွက်မှုတွေအမျိုးမျိုးရှိတယ်လို့ပြောပါတယ်။အော်တိုဘာ15ရက်ကကျင်းပါတယ်။ NCA 10နှစ်ပြည့်အခမ်းအနားမှာငြိမ်းချမ်းရေးဆောင်ရွက်ရမှာအလျှော့အသေးနဲ့တကယ်ကိုငြိမ်းချမ်းလိုတဲ့ဆန္ဒနဲ့တွားမှာဖြစ်နိုင်မှာဖြစ်တယ်လို့လည်းအမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်။အားလုံးပါဝင်မှု All Inclusive ဆိုပေမဲ့လည်းဒေတာအတီတီလူမျိုးအတီတီဒေတာအတီတီကဒေတာခံများလက်လက်ကင်ဖွဲ့စည်းများ ਨੇ ခေါင်းဆောင်တွေကလိုအပ်ချက်တွေတူချင်မှတူမှာဖြစ်တယ်လို့လည်းရခိုင်တိုင်းဒေသများပါသည်။ RMB ဥက္ကဋ္ဌဦးပါရှင်ကစီရင်တဲ့တင်းဌာနကိုပြောပါတယ်။ all inclusive ဘယ်လိုလဲနားထောင်လို့ကောင်းတယ်ဒါပေမဲ့တယောက်ရဲ့လူအချင်းတွေ တယောက်လိုအပ်ချက်မတူဘူးဘမပြည်မှာလည်းဒေသအတီးတီလူမျိုးအတီးတီတွေကွဲပြားခြားနားနေကြတယ်ဒီဒေသအတီးတီကလူကြီးဒီဒေသအတီးတီကဒေသခံရလူအပ်ချက်တွေဒေသအတီးတီမှာလက်နဲ့ကင်ပြီးတော့မတိပက်ခကိုဆောင်ရကြတယ်အခွင့်အရေးတွေဟောဆောင်တယ်ဒီလူတွေရဲ့သမိုင်းဒီလူတွေရဲ့လူအပ်ချက်ဒီလူကြီးရဲ့နိုင်ငံရေးမျှော်မှန်းချက်ဒါပဲမဟုတ်အကြောင်းမျှော်မှန်းချက်ပါလိမ့်မယ်။သူကြီးမှကြီးရမယ်။ ်ဒီနိုင်ငံတော်မှာကောင်းဆောင်တဲ့လူတာဝန်ရှိတဲ့လူဒီလူပဲပြချနာတဲ့အချင်းကြီးဒီစိတ်ဒီဖြည်းရှိရှိလို့ပေါ့နော်အဲ့လိုခွင့်ချတိတ်ဖြာပြီးတော့ဆုံးတာကိုလည်းလူရမယ်လို့အငဲတော့အမြင်လားပြန်ကြိုက်ဘာဘောအင်္ဂလိပ်စ်ကလူအကြီးဝါရဆန်သွားတယ်ဒီလောက်ဒါပေမဲ့အချောင်းကပြည်လို့ချောင်းမှကျပါနိုင်ငံကြီးမှာလေ ကွက်လတ်မရှိဘူးစူးစမ်းဆောင်ရွက်မှာဖြစ်တယ်လို့ငင်းကြရင်မှာလေကွက်လတ်မရှိဘူးမိမိတို့စူးစမ်းဆောင်ရွက်ကြအောင်နိုင်ငံရေးမှာကွက်လတ်မရှိဖို့အတွက်ဒီမိုကရေစီစနစ်ကိုပြန်လည်အကောင့်တွေဖော်နိုင်ဖို့ရွေးကောက်ပွဲဆောင်ရွက်နေတယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်လူအုပ်ကြီးတွေနဲ့ငင်းကြရင်ကိုလုပ်ရမရဘူးလို့ပြောဘူးကြအောင်အခုလို့ပွဲလုပ်တဲ့အတွက်အိန္ဒိယနိုင်ငံရဲ့အရှိမျော်ဝါဒကိုအကြောင်းပြုပြီးငင်းကြရင်တွေရလာတယ်လို့ RNP ပါတီဥက္ကဋ္ဌဥပရှင်ကစီရင်တဲ့တင်ဌာနကိုပြောပါတယ်ဒီနောက်ပဲဟောတော့နေ လူအုပ်ကြီးဝါဒလူအုပ်ကြီးဒီနဲ့ရင်းချမ်းရေးကိုလုပ်လို့ရမလားလို့အဲ့လိုပြောခွင့်ရရှိတယ်။အခုဒီပွဲလုပ်တဲ့အတွက်ကြောင့်နိုင်ငံတကာကလည်းဒီနိုင်ငံမှာဖြစ်ပေါ်ရတဲ့အခြေအနေတွေကိုပြီးရောစိတ်ဝင်စရာအထိခံမိကြပါပါ။နောက်ပြီးတော့နိုင်ငံခြားတိုက်ပွဲတွေကပြင်ရအနေနဲ့လူလူအမြင်လူလူရှူတောင်းလာလာပြီးတော့ပြောရသူရပြင်ပြကြရတယ် ဒီသူများတော့ထောက်မှန်းပြုပါကပြည်ပြည်သဖြင့်တော့ဒီအိန္ဒိယနိုင်ငံကတော့ပစာဒီပြောတော့ရဲ့အိန္ဒိယနိုင်ငံရဲ့လုပ်ကြည့်ရှင်းမြော်ဝါရကိုအကြောင်းပြုပြီးတော့ရှင်းမြောက်ဒီမြောက်ကတခုမှာကြာပြင်းနေဒီထက်ဘူမူသာလွန်တဲ့ဘုံပြူရီအပါဝင်ဒေသတွေအပြည့်ပြည့်လွှတ်ချက်တွေကို တရားတော့သူတို့ရလို့ပဲပေါ့ပေါ့ဒီမှာသူရလို့ပဲပေါ့ပေါ့သူရလို့ပဲပေါ့ပေါ့အိန္ဒိယသူရကဒေတာဆောင်ရွက်လိုက်တဲ့အခါငင်းညာရည်ကြီးရတာအဲ့ဒါကြီးကိုဒီမြန်မာနိုင်ငံမှာလည်းဒီလိုပဲဒေတာတီတီမှာတဲ့လက်ကင်ပြိပခါကြီးကဒီဒီမှာမှာဖြစ်နေကြရင်ကဒီတော့သူ့အတွေ့အကြုံရှိတဲ့ပုံစံတွေနဲ့ ေးပြီးတော့ဘယ်လိုဒီရရှိနေလဲဘယ်လိုဒီပေါ်နေလဲဘယ်လိုနိုင်ငံရေးသမားတွေလဲတော့ဆိုလေးပြရာသူတို့ဆုံးတာဖြစ်မှာဖြစ်မှာလို့နေတာပဲလက်ရှိမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့အပြစ်ခတ်ရစေးရေးလုပ်ငန်းစဉ်မှာအားလုံးပါဝင်ရေးကြိုးပမ်းရမယ်လို့သဘောထားချက်တည်လျက်ရှိပါတယ် ဒါပေမဲ့လက်တွေ့မှာတော့အားလုံးပုံဝရေးမရှိသေးသလိုခွဲခြားဆက်ဆံမှုတွေရှိနေတာကြောင့်မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာချက်ဆုံမှုတွေကြုံတွေ့နေရတယ်လို့ထောက်ပြလျက်ရှိပါတယ်။